ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်သင်းရဲ့ပလေးယာအများစုကိုရီယယ်မက်ဒရစ်ကဘာကြောင့်လိုချင်ကြလဲရီယယ်မက်ဒရစ်တို့ဈေးကွက်ထဲမှာကစားသမားတူကိုကြိုက်ပြီးဟေးဆိုရင်တော့ကောင်းပေညွန့်ပေသူတို့ကလည်းငွေပုံပေးပြီးခေါ်တယ်ကစားသမားတွေကလည်းမလွန်ဆန်နိုင်ဘူး အတိတ်ကာလတခုတုန်းကရီယယ်မက်ဒရစ်တို့ကစားသမားတူဦးကြိုက်ပြီဆိုရင်တော်တော်ရှင်ခေါ်မဲ့တင်ဒီကနောက်ဆုတ်သွားလိမ့်ရှိတယ်။အခေါ်ခံတဲ့ကစားသမားကလည်းဈေးကွက်ထဲမှာဈေးကွက်တက်ကြီးထိုးတက်သွားတယ်။ဒီဗီဒီယိုမှာ တခုကြိုပြီးပြောချင်တာကကျွန်တော်ဒီဗီဒီယိုအတန်သွင်းတာက Crystal Palace အသင်းနဲ့ပွဲစဉ်မတိုင်းမှာအတန်သွင်းတာဖြစ်တဲ့အတွက် Arsenal player တွေရဲ့ data ချက်လက်တွေကတော့တပွဲသာရောနေပါလိမ့်မယ်။အဲဒါဆို Real Madrid က Arsenal အသင်းရဲ့ကစားသမားအနည်းဆုံး3လောက်ထိကိုသဘောကျနေတယ်။တချို့ rumor တွေကဆို5-6လောက်ထိရှိတယ်။ဒါပေမဲ့ဒီ3ဦးနဲ့ပတ်သက်ပြီးကျွန်တော်ဖော်ပြပေးသွားမယ်။ ပရီးမီးယားလိမှာရီယယ်မက်ဒစ်သဘောကျတဲ့ကစားသမားတွေအများကြီးပါပဲဒါပေမဲ့တသင်းထဲမှာ3 4ဦးလောက်ထိသဘောကျတာတော့ကျွန်တော်တွေ့ရှိတော့လို့ဒါအာဆင်နယ်အသင်းမှာတွေ့သေးတယ်ပထမတစ်ယောက်ဝီလျံဆာလီပါဈေးဝက်ထဲမှာကြည်ကြဲပြည့်ပြည့်တင်းတွေထွက်ပြီးတော့တဖြည်းဖြည်းအိုမင်းလာခဲ့တဲ့ခန်စစ်တန်းကိုသူးသစ်လောင်းဖို့အတွက်ဝီလျံဆာလီပါကအကောင်းဆုံးမွန်ဆုံးအင်အားဖြည့်တင်မှုဖြစ်ရီယယ်မက်ဒစ်ကသတ်မှတ်ထားတယ်ရီယယ်ရဲ့ခန်စစ်တန်းမှာ အသက်32နှစ်ရွယ်ရူဒီကာအသက်22နှစ်ရွယ်အဆန်စီယော ရူရီကအသက်ကြီးလာပြီအသက်ငယ်သေးရဆိုတဲ့ Essensio ကလည်း quality မြင့်ကစားသမားတို့ဦးနဲ့တွဲဆော့မှသူလည်း potential ထွက်လာမှာအဲ့လိုအနေထားမှာအသက်ကြီးလာပြီဖြစ်တဲ့ရူရီကနေရာကိုအစားထိုးဖို့အတွက်ဈေးကွက်ထဲမှာကြည့်တဲ့အခါကျဘုံမောက်အသင်းရဲ့ခံစားသမားဟူဆန်ရှိတယ်။နောက်ပြီးအာဆင်နယ်ရဲ့ပြင်သစ်သားဝီလျံဆာလီပါရှိတယ်အသက်ကလည်း24နှစ်ပဲရှိသေးတယ်ပြင်သစ်သားလည်းဖြစ်တယ်နိုင်ငံလက်ရွေးစင်အစ်မောင်ပရီးမီးယားလိမောင်လုံးဝခြေစွမ်းမြတ်တဲ့ကစားသမား ပြီးတော့ Real Madrid ကဒီကစားသမားရဲ့ခြေစွမ်းကို quarter final နဲ့2ကြော်လုံးမှာတွေ့လိုက်ရပြီးနောက်ပိုင်းမှာတော်တော်လေးကိုကျွေသွားခဲ့တာအရင်တုန်းကလိုချင်တာမှန်တယ်ဒါပေမဲ့ဒီကစားသမားထက်စားလို့ရှိရင်တော့အခြားကစားသမားကိုပဲဦးစားပေးဝင်မယ်ဒီကစားသမားကတော့အလွတ်နဲ့ရတဲ့အထိစိတ်ရှိရစောင့်မယ်ဆိုတဲ့တင်းမျိုးတွေဒါပေမဲ့အခုနောက်ပိုင်းကြားလာတာတန်း100အထိသုံးမယ်ဒီကစားသမားကိုຫນွေမှာစောင့်ကြည့်မယ်နောက်တစ်ချက်ကြားတဲ့ rumor ကကြတော့ တောက်လျှောက်ဝီလျံဆာလီဘိုင်းအေဂျင့်နဲ့စကားပြောစုမှုလုပ်နေပြီးတော့2029ခုနှစ်ဒီအာဆင်နယ်နဲ့တက်တမ်းမှတိုးဖြစ်ရင်အလွတ်နဲ့ခစားသမားကိုခေါ်ဖို့အတွက်ပြင်ဆင်နေပါလေအဲ့ဒီအတွက်အေဂျင့်ကိုလည်းလက်မှတ်ထိုးခြင်းပို့ဖို့တသာပေးမယ်ခစားသမားကိုလည်းလောက်ခရစာကြိုက်ကြေးပေးမယ်အဲ့ဒီဘုံမျိုးနဲ့ညှိဖို့ကြိုးစားတယ်အာဆင်နယ်ကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးအမြဲတမ်းတုံ့ပြန်တာတစ်ခုရှိရယ် not for sale ဝီလျံဆာလီဘာဒီအာဆင်နယ်ရဲ့ရောင်းရံမဟုတ်ဆိုပြီးအမြဲတမ်းပြောခဲ့။ဈေးဝက်ထဲမှာကစားမတူကိုငွေတွေအများကြီးရလို့ဆိုပြီးရောင်းပလိုက်ပြီးတော့အဲ့လို quality မျိုးပြန်ရဖို့အတွက်ကျွန်တော်တို့ကအချိန်တွေပြန်ပေးရမယ်။ Premier League မှာအသားကျဖို့အတွက်ကာလတစ်ခုကြာပြန်ပြီးမွေးမြူရမယ်။ Consistent တစ်ခုကိုပြန်ပြီးတော့တက်ကပြန်စားမယ်။အဲ့လိုလုပ်မလား။ငွေပမာဏတစ်ခုနောက်ကိုလိုက်မလားဆိုရင်တော့ Arsenal ရဲ့အသင်းကတော့ရီမန်းချက်နောက်ကိုလိုက်တဲ့အသင်းလို့ပြောလို့ရတယ်။ရှေ့မှာလည်းတာတကားရှိပါတယ် တန်တန်ကြီးတော့မရပဲနဲ့လက်လွတ်သွားတဲ့ကစားသမားတွေအများကြီးရှိရယ်ငွေရလို့ရောင်းတဲ့တမှာအာဆင်နယ်မပါဘူးလို့ပြောလို့ရတယ်။အဲ့တော့ဆာလီဘာကိုတန်တရာမှာလို့တန်150ပဲပြပြလောလောဆယ်တော့အာဆင်နယ်တင်းကဆာလီဘာနဲ့ပတ်သက်ပြီး not for sale လို့ပြောထားပါဗါး45ဘွယ်ကစားပြီးတော့နှစ်ကိုးသွင်းထားတဲ့ဒီကစားသမားကို Real Madrid ကတော်တော်လေးသဘောကျနေပြီးတော့ Rudiger ရဲ့နေရာမှာအစားထိုးဖို့အတွက်တောက်လျှောက်စောင့်ကြည့်နေပါဗါး တော့ရီယယ်တို့ကျူရဲဟာတစ်ချက်ရှိတယ်အဲ့ဒါပရီးမီးယားလိမှာအာဆင်နယ်သင်းရဲ့ခန်စစ်တန်းမှာဆာလီဘာဦးဆောင်တဲ့ခန်စစ်တန်းက28ဂိုးပဲပေးရသေးတယ်ရီယယ်မက်ဒရစ်တို့ဒီယာဒီမှာခန်စစ်တန်းက32ဂိုးပေးထားတယ်အထူးသဖြင့်အတလတီကိုမက်ဒရစ်အသင်းသူတို့ရဲ့ခါးသီးပြန်ပြက်လို့ပြောလို့ရတယ်အတလတီကိုမက်ဒရစ်အသင်းရဲ့ခန်စစ်တန်းဒီ28ဂိုးပဲပေးထားတယ်ဒီအတွက်သူတို့ခန်စစ်တန်းပို့ပြီး strong ဖြစ်ဖို့အတွက် ควอเตอร์ไฟนอลမှာအာဆင်နယ်တွေ့သူမျိုးကိုပြက်ရှုံးနိုင်မှုမဖြစ်ဖို့အတွက်ကဘာအဆင့်ခိုင်စကားမတူကိုတန်းယာချီတုံးပြီးတော့ຫນွေရသည်မှာဝယ်မယ်ဆိုတဲ့ရူမာတချို့လည်းထွက်နေပါတယ်ဒုတိယမြောက်တစ်ယောက်ကတော့ကာလာဖီယိုရီကာလာဖီယိုရီကိုတော့ဆာလီဘာလောက်တော့အာဆင်နယ်ပေးသက်တီတော်တော်များအယမ်းကြီးအသေးဆွဲဖြစ်ကြလိမ့်မယ်မထင်ဘူးတချို့ရောကာလာဖီယိုရီကြိုက်ကြတာရှိပါတယ်ကြိုက်ကြတဲ့လူလည်းကြိုက်တယ်ဒါပေမဲ့သူတို့ကြိုက်တဲ့ပုံစံမျိုးကြတော့ဒီကစားသမားကို image တစ်ခုရသဘောကျခြေစွမ်းအရာအသင်းရဲ့တကယ်ကြော်ရုပ်ကစားသမားအရာဆိုရင်တော့ဆာလီဘာလောက်တော့ ကာလာဖီယိုရီကအသင်းမှာတနေရာတော့မရသေးဘူးပေါ့လေအဲ့တော့ကာလာဖီယိုရီအနေနဲ့အင်ဂျူရီတွေကလည်းလက်ရှိအာဆင်နယ်အသင်းမှာမကြာခဏကျွန်တော်မမြင်ရတဲ့အချက်ဖြစ်နေတယ်အင်ဂျူရီမကြာခဏရတယ်အခုဆိုလို့ရှိရင်လည်းပယ်လီနဲ့ပွဲမှာသူမပါနိုင်တော့သေးဘူးအဲ့တော့22နှစ်ရဲ့အီတလီသားတော့2029ခုနှစ်တိတက်တန်းရှိသေးတယ်26ပွဲအာဆင်နယ်အသင်းအတွက်ကစားထားတယ်ဒီရာဒီမှာ၃ဂိုးသွင်းပြီးတော့နှလုံးဖန်ရထားတယ်ဒီကစားသမားကိုဘာကြောင့်ရီယယ်မက်ဒရစ်လိုချင်တာလဲအမှန်တကယ်တော့အာဆင်နယ်ရောက်မှလိုချင်တာမဟုတ်ဘူး ဘောလုံးလာမှရှိတဲ့ဒီကစားသမားကိုတားသဘောကြတာခေါ်ချင်တာဒါပေမဲ့ကစားသမားအာဆင်နယ်ကိုယူသွားတဲ့နောက်မှာရီယယ်မက်ဒစ်ကဟတ်ကော့ကြီးချန်ခဲ့အဲ့မှာရီယယ်တသိန်းနဲ့သာခေါင်းတည့်ပြီးပြောတာမှုကျန်တဲ့အသင်းကြီးအများကြီးဘိုင်ယန်ပါဝင်အများကြီးပဲဒီကစားသမားဝိုင်းပြီးကန့်လန့်တာအဲ့မှာသူကလည်းအီတလီအသင်းနဲ့ရှက်ရှက်တောက်နေချိန်ကိုအာဆင်နယ်ကိုယူချေတယ်အာဆီနိုရောက်လာခဲ့တယ်အဲ့အတွက်လည်းလက်ရှိအချိန်မှာသူတခုခုအမှားလုပ်တယ်ဆိုရင်တော့မှကျွန်တော်အများနဲ့ဖြည့်ဆည်းပေးခဲ့ဖြည့်တွေးပေးခဲ့တယ်။ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်ကစားဟန်းနဲ့ဒီအီတလီသားအချိန်ကာလတစ်ခုကြာယူအောင်မှဖြစ်တဲ့အတွက် အဲ့တော့ဒေးဗစ်အလာဘာလိုအသက်32နှစ်အရွယ်ဘဲဘဲချမ်းခံစစ်အစုံကိုသူကအစားထိုးနေတာကာလာဖီယူရီကဘိုမာဆော့လို့ရရဆိုပေမဲ့အာဆင်နယ်အသင်းမှာလည်းဒါဖူးဘက်နေရာမှာထည့်ပြီးဆော့တဲ့ပလေးယာမျိုးသူကခံစစ်ဗရှင်ထက်စာရင်အတက်ကင်အရန်ကောင်းပြီးသူ့စီကနေဂိုးတွေပါမျောမှန်းလို့ရတဲ့ဖူးဘက်ကစားမဖြစ်ရှိတယ်အင်ပတ်တက်ကောင်းကောင်းဆော့တတ်တဲ့နီးပြားအထွက်ဆိုရင်တော့တကယ့်ကိုသိကြည့်ကြိုက်လိုချင်တဲ့ပလေးယာပြီးတော့ဖရန်ကာစီယာဆိုတဲ့အသက်25နှစ်ရဲ့ရီယယ်ကစားမတူရှိပါသေးတယ်ဒါပေမဲ့ရီယယ်က32နှစ်ရဲ့အလာဘာကိုလည်းမကြိုက်တော့ဘူး အသက်25နှစ်ရဲ့ဖရန်ကာစီယာကလည်းမာတီနယ်လီကြော်ဖြတ်ပြီးပြေးသွားခဲ့တာမြင်ပြီးရတဲ့နှဝင်မှာအလားလာရှိပြီးတော့ပိုပြီး strong ဖြစ်ပေခိုင်စစ်ကစားမဖူးဘက်ကစားမတူကိုသူတို့ရှာနေအဲ့ဒါကတော့တခြားကစားမတွေရှိမယ်လေလက်ရှိချိန်မှာကာလာဖီယိုရဲ့သဘောကျတယ်အခု Trent Alexander Arnold ရောက်သွားတဲ့ခါမှာသူတို့ဖူးဘက်တင်ရအတွက်အသုံးပြုလို့ရရဆိုပေမဲ့ဒီကစားမနဲ့လည်းနှွေမှာဆက်ပြီးတော့သတင်းတွေထွက်လာနိုင်ပါတယ်တတိယမြောက်တယောက်ကတော့ဘူကာအိုဆာကာဒါတော့နောက်ဆုံးမှသတင်းထွက်လာတဲ့တယောက်ပေါ့လေဘူကာအိုဆာကာရဲ့ခြေစမ်းသူလဲ quarter final မှာ သူတို့အိမ်ကွေးမှာကိုယ့်အိမ်ကွေးမှာ real thing တောင်းရှိတွေတွေ့ပြီးပါပြီအဲ့အတွက်လည်းရိုတန်း120လောက်ထိအသုံးပြုသွားမယ်ဆိုတဲ့သတင်းချို့ထွက်လာတယ်ဒါပေမဲ့ဒီသတင်းတွေကလည်းပြစ်စက်လက်ခတ်ထွက်လာတော့မဟုတ်ဘူးအသင်းရဲ့ကစားသမား Vinicius Junior သာ sorry ကိုပြောင်းသွားခဲ့ Rodrigo သာ Premier League club Liverpool နဲ့ City တသင်းသင်းကိုရောက်သွားခဲ့ရင်အဲ့ဒီမှာပြန်ပြီးအင်အားဖြစ်တုံ့အတွက်ဘတ်ဂျက်အနေနဲ့ရိုတန်း120လောက်သုံးပြီးစာကောက်ကိုခေါ်ဖို့အတွက်ပြင်ဆင်နေကြသည့်ရယ်ຫນွေမဖြစ်မဲ့ကိစ္စတွေပါ ဒါပေမဲ့အာဆီနယ်တင်းတဲ့ဒီသားမောက်ကိုနှွေးမတိုင်မှာတန်တန်းထူးထားနိုင်မှုတော့လိုအပ်တယ်။23နှစ်ရဲ့အင်္ဂလန်သားတော့2029ခုနှစ်တိတတန်းရှိသေးတယ်။ပွဲပေါင်း30ကစားထားတယ်။ဒါဒန်ရန်ကြောင့်နော်ဒီလောက်ပဲကစားထားတာ။ဒါပေမဲ့ပွဲ30မှာ17ဂိုးသွင်းပြီးတော့13လုံးဖန်တီးထားတယ်။အဲ့လို့ဆို ရှေ့ရကစားသမား2ဦးရောင်းချပြီးတော့စာကဝဲမယ်ဆိုရင်တော့အသင်းမှာတခြားကစားသမားမရှိအောင်လဲဆိုတော့မဟုတ်သေးဘူး။ရီးယားမှာရှိပါသေးတယ်။ Brian Diaz တို့ Andrew တို့ကစားသမားမျိုးတွေလည်းတောင်ပေါ်မှာကောင်းကောင်းဆုတ်လို့ရတယ်။ဒါပေမဲ့ရီးယားရဲ့ညင်တိုင်းမှာကောင်းပေညှို့မေ့ဆိုတဲ့ကစားသမားတွေနဲ့အမြဲတမ်းသတင်းထွက်တယ်။ရအောင်လဲခုံတက်တဲ့အစင်လာရှိတဲ့အတွက်အာဆင်နိုနဲ့ဒီကစားသမား3ဦးကိုတော့စာချုပ်တက်တန်းတိုးတာဖြစ်ဖြစ်ဒါမှမဟုတ်အသင်းမှာပွဲထွက်တနေရာဖြစ်လှုပ်ထားပြီးစီးအောင်နိုင်မှာတော်ကကြမယ်ထင်ပါတယ်။ဒီထက်မှာဆာလီဘာနဲ့စာကာကတော့ စိတ်ချရတယ်အသင်းမှာစပီးရှိကိုများပါလေကာလာဖီယိုရီကတော့စာချုပ်သက်တမ်းအရှိကြီးကြံတယ်ဆိုမြဲအိုင်တောင်းနေတဲ့ဒီကစားမအင်ဂျူရီအခြေအနေနဲ့စိတ်တိုင်းမကြိုက်တော့တင်းတင်းချိန်ချိန်မှာဒီကစားမအာဆင်နယ်ရဲ့အယောင်စင်းတင်တဲ့ပလေယာပြန်ဖြစ်လာနိုင်ပါလေဒါပေမဲ့ကာလာဖီယိုရီကလည်းအိုင်တောင်းရဲ့နီးစနစ်မှာတင်းတင်းချိန်ချိန်အသားကျလာမှာပါဘာကြောင့်လဲဆိုတော့လက်ရှိချိန်မှာသူအသားမကျသေးဘူးဆိုမြဲသူ့ရဲ့တိုက်စစ်တအားလိုက်ပါတဲ့ကစားဟန်ခန်းစစ်မှာတခါလီအမားရှိရဆိုပေမဲ့ဒီအီတလီသားရဲ့မဆုံးမနစ်ကြိုးစားတဲ့ကစားဟန်ကအိုက်တာစိတ်ကြိုက် တကယ်ကိုဖူးဖက်ကစားသမားကောင်းတူဖြစ်ရှိနေတယ်။နောက်ဆုံးသူကပေါ်ထက်မဖြစ်ဘူးဆိုရင်တော့မှ quality အရန်ကုန်တဲ့ကစားသမားတူဖြစ်တော့အာရီဒါကစက်သိန်းထားဖို့ယူရလိမ့်မယ်။ဆာကာကတော့အာဆင်နယ်အသင်းနဲ့နွေမတိုင်မှာတက်တန်းတူဖို့အတွက်ပြင်ဆင်နေဆိုပြီးသတင်းတွေကြားသိရပါဗျ။အဆုံးထိကြည့်ပြတယ်လဲ အားလုံးကျေးဇူးတင်ပါတယ်အဲ့တော့ Real Madrid Arsenal အသင်းကစားသမိုင်းနဲ့သတင်းထွက်နေတဲ့မှာတခါကြီးကြလို့ရှိရင်တော့ Madrid Odigat သတင်းလေးတွေကျွန်တော်ကြားပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာသိမကြားတာဖြစ်တဲ့အတွက် Odigat နဲ့ Real အကြောင်းသီးသန့်ဒီဗီဒီယိုထဲမှာထည့်ရင်မပြောရတာပါအဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကွန်ကြီးပေါင်းမှုတဲ့ show လုံး online အကျုံလဲကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ကျွန်တော်ကို6016633936တို့ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်လို့ဖြစ်လို့ငွေပုံကိုရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလောမှာမလောင်းတက်ဆိုတော့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှိရရှာပြီးကျွန်တော်ကအားပေးလို့ရပါတယ် Aida, juga sepuh ini neng ngatur lumpit duku, kesalui yang di baiknya.